ရေပုံးနှစ်ပုံးចောင်းကိုပြောပြမယ်เนาะတခါကလူတယောက်မှာရေပုံးနှစ်ပုံးရှိတယ်သူကအဲ့ရေပုံးနှစ်ပုံးကိုသူ့အိမ်တော့ရေသေးဖို့တုံးလဲတေးရမှာရေပုံးနှစ်ပုံးမှာအကွဲចောင်းတစ်ခုရှိလာတယ်ပိုင်ရှင်ကရေသေးလာတဲ့အနေနဲ့ရေပုံးကအမြဲရေထွက်ကြတယ်အိမ်ပြန်လာတဲ့ရေက သူ့ဝတ်ပဲပါလာတတ်တယ်နောက်တစ်ပုံးကတော့ AC ပဲအမြဲရေအပြည့်တည်လာနိုင်တယ်တေးရတော့အနေနဲ့ရေပုံးလေးကသူ့ပိုင်ရှင်ကိုပြောတယ်သူကရေလဲအကိမတဲနိုင်ဘူးသူဘလောက်ပဲစူးစမ်းစူးစမ်း သူ့မှာအကွဲကြောင်းရှိလို့အိမ်ရောက်တိုင်းရေကတဝက်ပဲအငဲကျင်လေဓာဟိုတော်မှဘာဖြစ်လို့သူ့ကိုမစွန့်လွတ်တာလဲလို့မေးတယ်ဒီတော့ပိုင်ရှင်ကအပ်နေတဲ့ရေပုံလေးကိုပြန်ပြောတယ်ငါရေတဲလာတဲ့လမ်းဘေးမှာလှပတဲ့ပန်းတွေကိုတတိထားမိဘူးလားရေတွေကျတဲ့ဘက်မှာပေါက်နေတာလေတစ်ဖက်မှာတော့ဖုန်မှုတွေပဲရှိတယ်မင်းရဲ့အဖြစ်နာစာကိုသိလို့လမ်းတလျှောက်မှာပန်းမျိုးစီတွေဆက်ခေတာမင်းမသိဘူးလားမင်းကြောင့်တာလမ်းတလျှောက်မှာလှပတဲ့ပန်းတွေပွင့်လာနိုင်တာပါလေ တခါတည်းမှာအမားယွင်းဒီအားနေချက်တွေလို့ထင်မြင်တဲ့အရာတွေဒါမထင်မထားတဲ့လှပမှုနဲ့ရည်ရွယ်ချက်တွေကိုဘဝတည်းကိုယူဆောင်လာနိုင်တယ်။မင်းရဲ့ထူးခြားမှုကိုလက်ခံပြီးမင်းရဲ့မစုံလင်မှုတွေကထူးထူးခြားခြားတန်ဖိုးရှိနေနိုင်တယ်ဆိုတာကိုသတိထားပါ။အကွဲเจ้าတွေကသင့်တင်တို့ရဲ့ဘဝကိုလင်းလန့်တောက်ပါနိုင်ကြပါစေ။